တဲကဥစဉ်တို့ခလေးတိုင်းခလေးတိုင်းရကြတယ်ယနေ့ခေတ်ခလေးတွေမရကြတော့ဘူးအဲ့တော့ဒီနေ့ပေါင်းလေးကဘာလဲလို့မေးရင်ဒီနေ့ဝိပဿနာတရားများကြင့်ကြံပွားများအထောက်ကြတဲ့ယောဂီသူတော်စင်တွေကိုကြည့်လိုက်တဲ့အခါငေရွယ်တဲ့ပုဂ္ဂိုလ်ပါလားဟုတ်ပါဘူးအလုံးကဘာဖြစ်လဲခါကိုင်းနေကြအလုံးညီကြခါကိုင်းနေကြပြီ အဘိုးကြီးကိုခါကုန်းကိုမသိပါနဲ့အောင်ရှစ်နှခါတစောင်းမုံပွေးကြည့်ပါအောင်ဒါကြောင့်ဒီခေတ်ကလေးဒီတပောင်ရဲ့အနေထားလေးကိုဦးဇင်းတို့ပြန်ပြောကြမယ်ဆိုရင်လွန်ခဲ့သောနေပေါင်း2500ကျော်ကလေးကတတော်တင်ရှာတပ်ပင်ညွတ်မြတ်စွာဘုရားပွင့်ခြင်းကာလမှာ မြတ်စွာဘုရားပွင့်လာပြီဆိုတော့လောကကြီးမှာမြတ်စွာဘုရားပွင့်လာပြီဆိုရင်ပဲတရားဓမ္မတွေနဲ့စီကားတမ်းမိုက်လို့တတဝအနန္တကိုလည်းပဲသူတော်ကောင်းတို့ရေတရားများဟောဖို့ညွန်ပြဆူဆုံးမှတော်မူတော့ဩမြတ်စွာဘုရားရဲ့တရားတော်မှန်သမျှအလုံးကိုခြုံငုံပြီးတော့ပူဇော်လိုက်တဲ့အခါမဂ္ဂင်၈ပါးမဂ္ဂင်ဘဏ္ဍပါတယ်ဒါဆိုဘာတွေလဲ သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိမဂ္ဂင်ပတ္တပါရေမဂ္ဂင်၈ပါးအကျင့်တရားတွေကိုမြတ်စွာဘုရားတတ္တဝမန္တမြအနန္တတွေကိုဟောဖော်ညွှန်ပြစိုးစုံမာတော်မူခဲ့တဲ့အခါတတ္တဝတွေအနန္တကျွတ်တန်းတွေဝင်ကြတယ်ဘာနဲ့တွေးလို့လဲဖျားနဲ့တွေးလို့ ဘာနဲ့တွေးလို့လဲဒါဆိုရင်ဘာတရားနာကြလို့လဲမကင်တရားနာကြလို့မကင်ဖောင်ကြီးစီးလို့လေ မြတ်စွာဘုရားတတ်တော်တင်ညာရှိစဉ်ကာလအချင်းခါသမယကာလခေကာလကိုဗုဒ္ဓခေတဲ့ကဲဘာခေတဲ့တော့ဗုဒ္ဓခေပါဗျာဗုဒ္ဓခေအချင်းခါသမယမှာသူတော်ကောင်းတို့ရေမြတ်စွာဘုရားကမဂ္ဂင်ရှိပါအခြင်းတရားတွေကိုတတ္တဝမန္တမြဟောပေါ်ညွန်ပြစိုးစုံမတော်မူလိုက်တာအိုတတ္တဝအနန္တကျွတန်းဒီဝင်ကြတယ်တတ္တဝအနန္တဘာလိဖြစ်ကြလေဗုဒ္ဓခေပါဗျာ ဗာတရားနာကြလို့လေမကင်ရှိပါအကျင့်တရားတွေနာကြလို့မကင်ရှိပါအကျင့်တရားတွေအကျင့်သုံးရတဲ့အလုံးစုံသောတတ္တဝမင်္ဂမြအနန္တတို့ဟာလောကကြီးဟာမြတ်စွာဘုရားရဲ့သာသနာတော်ဟာနေလို့လှလို့ထွန်ကားတော်မူခဲ့တယ်။ဘယ်အချိန်ကလဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မှ လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကခေတ်ကာလကိုမြတ်စွာဘုရားတက်တော်တင်ရာရှိစဉ်ကာလခေတ်ဖြစ်တဲ့အတွက်ဗုဒ္ဓခေတ်တဲ့ကဲဘာခေတ်တဲ့တို့ဗုဒ္ဓခေတ်ပါဘုရားဒါကဦးဇင်းတို့ယနေ့အချိန်ကနေပြန်ပြီးတော့နောက်ကိုရေးတွက်လိုက်တာလွန်ခဲ့သောနှစ်ပေါင်း2500ခေတ်ကာလကိုဘာခေတ်ဗုဒ္ဓခေတ် ဒါဆိုရယနေ့အချိန်ကနေပြန်လဲပြီးတော့နောက်ကိုထောက်ဆပြီးတော့ကြီးကြမယ်ဆိုရင်လွန်ခဲ့သောနှစ်ပေါင်း100အတွင်းမှာတဲ့နှစ်ပေါင်းဘလောက်တဲ့တော့100အတွင်းမှာတဲ့သူတော်ကောင်းလွန်ခဲ့သောနှစ်ပေါင်း100အတွင်းမှာအဲ့ဒီတရားအတွင်းမှာသူတော်ကောင်းတို့ရယနေ့ကဲ့သို့တရားစခန်းပေါ်ဒီလည်းမရှိဘူးလွန်ခဲ့တဲ့နှစ်ပေါင်း100ကိုပြန်ပြီးတော့သုံးသပ်ကြည့်လိုက်ဦးဇင်းတို့ငငယ်ကတော့လားလीအဲ့ ။တရားစခန်းပွဲတွေမရှိဘူး။တရားပွဲတွေမနာရဘူး။ပဋ္ဌံပွဲဆိုတာတော့ပဋ္ဌံအစဥတွင်းကုန်းကတဲ့။ပဋ္ဌံအစဘယ်ကဟာ။ဦးဇနီဝဆရာသမားပဋ္ဌံဒီမှာစတင်ပြီးတော့ဆောင်ရွက်ပြီးတော့ပူဇော်တာဖြစ်တဲ့အတွက်အရက်လေးမျက်နာကနေပဋ္ဌံတရားနာရအောင်ဆိုပြီးတော့လှဲရည်နဲ့လာကြတယ်။ဒါဦးဇင်းတို့မပြီးပါဘူး။လူကြီးတွေပြောကြတယ်အဲ့ဒီအချိန်ကာလမှာသူတော်ကောင်းတို့ရေယခုကဲ့သို့တရားစခန်းပွဲတွေရှိလားရှိပါဘူးခင်ဗျာ တရားပွဲတွေရောရှိတာပဋ္ဌာန်းပွဲလောက်ပဲရှိသေးတယ်ဒါတော့မှနည်းနည်းလွန်ခဲ့တဲ့နှစ်ပေါင်း30-40အတွင်းဒါဆိုရင်လွန်ခဲ့သောနှစ်ပေါင်းတရားအတွင်းမှာသူတော်ကောင်းတို့ရဲ့ယနေ့ကဲ့သို့တရားအထုတ်ဖို့လည်းမရှိကြဘူးတဲ့တရားစခန်းပွဲတွေလည်းမရှိကြဘူးတရားပွဲတွေလည်းမရှိကြဘူးတပည့်တော်တို့တရားနာခြင်းပါတဲ့တပည့်တော်တို့တရားအထုတ်ခြင်းပါတဲ့လွန်ခဲ့သောနှစ်ပေါင်း100လောက်မှရှိလားမရှိပါဘူးဗျာမှတ်တမ်းတွေပြန်ကြည့်ကြမရှိကြဘူး အဲ့ဒီနှစ်ပေါင်းတရားလောက်မှာပေါ်ပေါက်ခဲ့တဲ့တပေါင်းလေးအဲ့ဒီတပေါင်းကဘာလဲလို့မေးရင်ကလေးကောလူကြီးကောအာလုံးရကြတဲ့တပေါင်းဘာတပေါင်းလဲခေါင်းကဆိုခဲ့တယ်အဖိုးကြီးအိုခါကုန်းကုန်းမတေပါနဲ့တော့ရှင်းနှခါတစောင်းမုံပွေကြည့်ပါအောင်အဖွားကြီးအိုခါကုန်းကုန်းမတေပါနဲ့အောင်ရှင်းနှခါတစောင်းမုံပွေကြည့်ပါအောင် အဖိုးကြီးဟိုအဖွားကြီးဟိုတို့အဖိုးတို့အဖွားတို့ရဲ့မတည်ကြပါနဲ့။အိုးနဲ့ရှစ်နှခါတစောင်းမုံပွဲကြည့်ပါအိုး။ဒီနေရာမှာဒီတပောင်လေးကလွန်ခဲ့သောနှစ်ပေါင်း100အတွင်းမှာပေါ်ပေါက်ခဲ့တဲ့တပောင်း။ဘာကြောင့်လဲမလို့ဖြစ်ရင်ဒီတပောင်ကိုဆရာတော်ဘုရားကြီးများကအော်တပောင်းအနေနဲ့ရေးဆက်လို့တူတူငါငါဆိုးကြတာ။ ။ဘာကြောင့်လဲလို့မေးရင်ရှေးရီးကိုမျောတွေးကြတဲ့ဆရာတော်များဟာလွန်ခဲ့သောနှစ်ပေါင်း100လောက်ကြာရင်သာသနာတော်မြတ်ကြီးမှာမြတ်စွာဘုရားရဲ့မခင်ရှိပါအကျင့်တရားတွေလေလူလှလို့ထွန်ကားပြီးတော့သာသနာတော်ကြီးဆင်ပြေလိမ့်မယ်။သာသနာတော်ကြီးဘာဖြစ်မာတယ်လဲလွန်ခဲ့သောနှစ်ပေါင်း100လောက်ကဆင်ကျင်တရားတွေနေလူလလို့ထွန်ကားပြီးတော့သာသနာတော်ကြီးဆင်ပြေလိမ့်မယ် ာသနာတော်ကြီးဘာဖြစ်မှာလဲတော့လွန်ခဲ့သောနှစ်ပေါင်း100လောက်ကဆရာတော်ကြီးများရှေ့ကြိုပြီးတော့တွေးလိုက်တာယနေ့ခေတ်အချိန်ကာသမယသည်တရားစခန်းပွဲဒီတရားပွဲဒီကဲမပေါ်ဘူးလားမပေါ်ပါဘူးတရားဒီနာခြင်းနားလို့မရဘူးလားမပေါ်ပါဘူးရတာပဲအိမ်မှာရှိတဲ့တီဗီလေးလှည့်ဖွင့်လိုက်ရင်တော့ဘာလိလာမှာလဲတရားလာမှာတရားလာတယ်ဆိုရင်တရားနာလို့မရဘူးလား ။ဒါဆိုရင်ရှေ့လွန်ခဲ့သောနှစ်ပေါင်းတရာလောက်ကရှေ့ပညာရှိဆရာတော်များကလွန်ခဲ့သောနောက်ထပ်နှစ်တရာလောက်ကြာရင်တော့သာသနာတော်ကြီးမှာမကင်ရှင်ပါအကျင့်တရားတွေထပ်မံပြီးတော့ပေါ်ဦးမယ်တဲ့။ဗာတရားတွေပေါ်ဦးမှာတဲ့တော့မကင်ရှင်ပါအကျင့်တရားတွေပေါ်မှာဖြစ်တဲ့အတွက်အဖိုးကြီးအိုအိုခါကုန်းကုန်းအဖွားကြီးအိုခါကုန်းကုန်းမသေးပါနဲ့အောင် ရှစ်နှခါတဲ့ကဲဘယ်နှခါတဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့ကာလအချိန်တော်တွင်မှမကင်ရှင်မအကျင့်တရားဤတခါပေါ်ခဲ့တယ်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိတဲ့အချိန်ကာလကမဂ်ကင်ရှင်ပါအကျင့်တရားတွေကိုအလုံးသောတတ္တဝါတွေလိုက်နာပြီးတော့ကျင့်သုံးနေတိုင်းတရားတော်များမနာရဘူးလားနာရတာဖြစ်တဲ့အတွက်တတ္တဝါအနန္တကြွတမ်းမဝင်ကြဘူးလားဘာပေါ်ခဲ့တာလဲမဂ်ကင်ရှင်ပါအကျင့်တရားတစ်ခါပေါ်ခဲ့တယ် မကင်ရှိပါပါလေတခါပေါ်ခဲ့တယ်အခုတခါသူတော်ကောင်းတို့ရေဩလွန်ခဲ့သောနှစ်ပေါင်းတရားလောက်ခေတ်ကာလသည်တရားဘွယ်တွေလည်းမရှိကြဘူးတရားစခန်းဘွယ်တွေလည်းမရှိကြဘူးမရှိကြတာဖြစ်တဲ့အတွက်အဲ့ဒီလိုအချင်းကာလမျိုးမှာဆုံးကဝိမန္တန်ဂါထာရီနဲ့သူတော်ကောင်းတွေဓာတ်ဤခေစားကြတယ် ဂါတာဒီမန္တရာဒီအင်အိုင်လက်ဖွဲ့တွေနဲ့လွန်ခဲ့သောနှစ်ပေါင်းတရာကခေစားကြတယ်။ဒါကိုဘာခေလဲလို့မေးရင်တုတရပခေတယ်။ဘာခေတယ်လို့တုတရပခေတယ်။မြတ်စွာဘုရားတတော်ထင်ရှားရှိစဉ်ကာလကမကင်ရှိပါအချင်းတရားတွေပေါ်ထွန်းကားနေတဲ့အချိန်ကာကာလကိုဘာခေဗုဒ္ဓခေဘာခေလဲတုတရပခေတယ်။ဒီယနေ့အချိန်ကနေနောက်ပြန်ထောက်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ခေတ်ကာလကို ဗုဒ္ဓအခေယနေ့အချိန်ကနေပြန်ထောက်လွန်ခဲ့သောနှစ်ပေါင်းတရာအတွင်းကိုတုဒ္ဓရာသခေဘာခေတဲ့တော့တုဒ္ဓရာသခေတဲ့ဖယားတရားတော်တွေလည်းမနာရဘူးတရားဘော်တွေလည်းမရှိဘူးတဲ့တရားစခန်းဘော်တွေလည်းမရှိတာဖြစ်တဲ့အတွက်တရားတော်များလည်းမထိုင်ရဘူးကြင်ကြံပွားများအထုံးမှုတွေမလုပ်ရဘဲနဲ့သူတော်ကောင်းတို့ရေအိုင်လက်ဖွဲ့ဂါရမန္တန်ဒီနဲ့ထွန်းကားတဲ့ခေကာလမို့လို့ သူ့ကိုသူတရယတာခေဘာတဲ့တော့သူတရယတာခေလို့ခေါ်တယ်။ဒါကြောင့်အဲ့ဒီခေကာလမှာပေါ်ထွက်ကြတဲ့ရှေ့ပညာရှိဆရာတော်များက ရှေ့နှစ်ပေါင်းတရားအတွင်မှာမြတ်စွာဘုရားရဲ့တရားတော်များကနေလိုလာလိုထွန်းကားပြီးတော့မကင်ရှိပါအကျင့်တရားတွေဒုတိယတစ်ကြိမ်ပြန်လဲပြီးတော့ပေါ်ထွန်းမှာဖြစ်တဲ့အတွက်သူတော်ကောင်းများရှေ့နှစ်ခါတဲ့ ဘယ်နှခါတဲ့တို့အခုကတို့ဘယ်တခါတဲ့နောက်ရှေ့ရောက်နေပြီဘယ်ရှေ့ရောက်နေပြီလဲမြတ်စွာဘုရားရဲ့ဗုဒ္ဓခေတ်ကရှေ့ကိုပြီးသေးလား မမိဘူးဒါဆိုလို့ရှိရင်လွန်ခဲ့သောနိဗ္ဗာန်တရားလောကသုတရတခိကိုကြော်လွန်ပြီးတော့တနည်းရောက်နေစေခေကာလကိုဝိမု ക്തി ယတခေတဲ့ဘာခေတဲ့တော့တနည်းဝိမု ക്തി ယတခေမှာသူတော်ကောင်းဒီတရားနာခြင်းနဲ့ဆိုရင်ရောနာလို့မရဘူးလားတရားအထုတ်ခြင်းနဲ့ဆိုရင်ရောတရားစခန်းပွဲတွေမရှိကြဘူးလား ဩထာဝရအပြင်၁၂လကာလပတ်လုံးအမြဲတမ်းဖွင့်နေတဲ့ရိတ်သားကြီးတွေကိုမရှိဘူးလားမရှိပါဘူးအဲ့ဒါဘာဖြစ်လဲလို့ပြီးရင်ဝိမု ക്തി ရတာခေတကယ်ကျင့်ရင်တကယ်ဖြစ်နိုင်သေးတယ်ဘာဖြစ်ရင်ဘာဖြစ်နိုင်သေးလဲဒါကြောင့်မလို့နှစ်ပေါင်းတရားအတွင်းကတပေါင်းလေးသည် အဖိုးကြီးအိုခါကုံကုံမသေးပါနဲ့အောင်အဖွားကြီးအိုခါကုံကုံမသေးပါနဲ့အောင် ရှင်းနှခါတဇောင်မုံပွေးကြည့်ပါဦးဘာကြည့်ခိုင်းတာလဲဘာပွဲလဲဝိပဿနာပွဲဘာပွဲလဲတရားပွဲဘာပွဲလဲဝိပဿနာပွဲဘာပွဲလဲတရားပွဲ